လက်ဗရောင်းတော်စုံစမ်းစစ်ဆေးကော်မရှင်ရဲ့အပြစ်တအစင်ခံစားပေါ်88မျိုးဆက်ចောင်းသားများအဖွဲ့ရဲ့သဘောထားနဲ့ပတ်သက်လို့ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကို RFA ဖွဲ့သားကိုကြည်အောင်ကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာလက်ဗရောင်းတော်အပြစ်တအစင်ခံစားနဲ့ပတ်သက်လို့ဦးမင်းကိုနိုင်တို့88မျိုးဆက်ចောင်းသားတွေရဲ့သဘောထားဘယ်လိုရှိလဲဆိုတာတိကျလေးသိပြစေလားခင်ဗျာဟိုတို့ကလူတွေရဲ့စိုးရင်ပူပန်မှုတွေကိုကျွန်တော်တို့ပြည်ထားမိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနှိမ့်သိနေတာကဒါကအစင်ခံစားပါခင်ဗျာဒါကအစိုးရကနေပြီးတော့ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်လည်းမဟုတ်ဘူးအမိန်လည်းမဟုတ်ပါဘူးအဲဆိုလိုတာကတော့ဒီအစီရင်ခံစာပေါ်မှာအခြေခံပြီးတော့မှရှေ့ဆက်ရမယ့်လုပ်ငန်းတွေကိုစဉ်းစားကြမှာပါနောက်တစ်ခုကအဲ့ဒီဒေသခံပြည်သူတွေရော ံတဲ့ဒီပုံမှာဆိုရင်ကြောက်ကြရှိသူစိတ်ဝင်စားတဲ့ပြည်သူတွေရဲ့အပံတွေကိုလည်းဆက်ပြီးတော့နားထောင်တင်ပါတယ်။အဲ့ဒါတွေကိုအကုန်လုံးတိုင်းပြီးခြုံပြီးတော့မှရှင်းဆရမယ့်လုပ်ငန်းစဉ်တွေကိုစဉ်းစားဖို့အချိန်ကအချက်လက်တွေဖြစ်ရမယ်လို့ကျွန်တော်နားလည်ပါတယ်။အဲဒါမလို့ဒါနောက်ဆုံးဆုံးဖြတ်ချက်မဟုတ်ဘူး။တစ်ခါတည်းချလိုက်တဲ့အမိတ်မဟုတ်တဲ့အတွက်ပြုတ်လေကျင်လေရှိပါသေးတယ်လို့ကျွန်တော်တို့ကအဲ့လိုနားလည်ပါတယ်။ဒီအစီရင်ခံစားမှာအားမလို့အများဖြစ်မိတာဒီအားနည်းချက်လို့ထင်ရတဲ့အချက်တွေရောဦးမေကွန်နိုင်တို့တွေ့ထားတာရှိပါလားခင်ဗျာ။ဟုတ်ကဲ့ရှိပါတယ်။ကျွန်တော်တို့ကအားသာချက်ရှိတာကိုလည်းကျွန်တော်တို့အသိမှပြုမယ်။အားနည်းချက် ရှိတာကိုလည်းထောက်ပြရပါလိမ့်မယ်အဲ့တော့ပြောမယ်ဆိုရင်တော့အများကြီးပေါ့ဗျာတခုတော့ရှိပါတယ်ဒီအစီအစဉ်ကလည်းတက်ပက်ပြီးတော့ပြည့်ပြည့်စုံစုံဖြစ်အောင်လို့ဖတ်ကြဖို့တော့လိုပါတယ်ကျွန်တော်ဥပမာလေးလေးလောက်ပဲပြပြပါမယ်ဆိုကြပါတော့စာချုပ်တွေမှာပြန်ပြီးတော့ပြင်ဆင်ရမယ့်အချက်တွေရှိတယ်ဆိုတော့ထောက်ပြထားတာမျိုးအဲ့လိုမျိုးတွေဟာဒီအစီအစဉ်ကလည်းအားသာချက်တွေပေါ့ဆိုတော့ကစီမံကိန်းမှာရှိတဲ့အားနည်းချက်တွေကိုထောက်ပြတာတွေကိုပြောတာပေါ့ဗျာနောက်တစ်ခါအဲ့ဒီအစီအစဉ်ခံစားမှာကျွန်တော်တို့အားမရတဲ့အချက်တွေကတော့အကျိုးအမြတ်ခွဲဝေတဲ့နေရာမှာအမြတ်ရတယ်ဆိုတာဘယ်လောက်လဲပေါ့ ဲ့ဒါမျိုးတွေမပါဘူးနောက်တစ်ခုက notification ပေါ့အဲ့ဒါမပေးထားတာတွေကိုပေါ်ပြထားတာတွေ့တယ်ဆိုတော့လုတ်ခွေမီကိုတိတိကျကျမရဘဲနဲ့လုတ်နေတာတွေ့ရတယ်အဲ့ဒါတွေကတော့ဒီစင်ကနာပါတဲ့အသာချက်တွေပေါ့ဗျာပြောရမယ်ဆိုတော့အတတ်နယ်ဆုံးတော့သူတို့ပြည်စုံအောင်တော့တင်ကြထားတာကိုတွေ့ရတယ်အဲ့ဒါကိုကြာကြာနာနာဝိုင်းလေလာကြဖို့လည်းလိုပါတယ်ခင်ဗျာဒီစီမံကိန်းကိုလုံးဝရပ်ဆိုင်ပြဖို့ဆိုပြီးတော့ဒေသခံတွေဘက်ကတောင်းဆိုဆန္ဒပြနေကြတာလည်းရှိပါတယ်ဒီတောင်းဆိုဆန္ဒပြမှုတွေရောလက်တွေ့ကြတယ်လို့မြင်ပါလားခင်ဗျာ ကျွန်တော်သဘောကဒေသခံပြည်သူတွေရောတခြားစိတ်ဝင်စားတဲ့ဒီအပေါ်မှာငါတို့ ਨੇ အားလုံးနဲ့သက်ဆိုင်နေလို့တွေးကြတဲ့ပုဂ္ဂိုလ်အကုန်လုံးဟာမိမိတို့ရဲ့သဘောထားဆန္ဒတွေကိုအေးချမ်းစွာဖော်ထုတ်ခွင့်ရှိကိုရှိရပါလိမ့်မယ်။အဲ့ဒါကလည်းကျွန်တော်တို့သက်ဆိုင်ရာတွေကခွင့်ကိုပြုရပါလိမ့်မယ်။အထူးခါကြမှာပြည်သူတွေရဲ့လိုအပ်ချက်ကဘယ်လောက်ရှိလဲ။တကယ်အကျိုးကြီးကဘယ်လောက်ရှိလဲဆိုတော့ခွဲကြမှာပေါ့။ကျွန်တော်တို့ကအခုအကျိုးရှိတဲ့ဆိုတိုင်းနဲ့ကိန်းကနားအရေးသက်ပနာမှဘယ်လောက်ရှိမှမသိ။နောက်တစ်ခုကဒေသခံတွေရဲ့မျက်နှာဆိုးရှိမှုတွေကသူတို့တင်ကြားချက်တွေကလည်းကျွန်တော်တို့စဉ်းစားရမယ့်အချက်တွေပေါ့။ အားလုံးကျွန်တော်ခြုံစွလိုက်မယ်ဗျာဒီအရင်ကကမှဒီထက်ပိုပြီးတော့ပွင့်လင်းမြင်လာမှုတွေလိုပါသေးတယ်ဆိုတော့ကအကျိုးအမြတ်ခွဲဝေမှုမှာအတိအကျကျသိဖို့လိုတယ်အလောက်ပြန်ရပြီးမှမြတ်တယ်လို့စခေါ်မှာလဲသူကအမြတ်တရားမှခွဲပေးမှာဟုတ်ဗျအဲ့ဒါပေါ့ကျွန်တော်တို့နားလေတဲ့လောက်ဖတ်ကြည့်လိုက်တော့ကတော့နိုင်ငံတော်ကရမှာက အခွန်အခလောက်ပဲရမှာဖြစ်နေတယ်။မြန်မာစီးပွားရေးဥပိုင်ကရမယ်တရုတ်ဝန်ပေါကရမယ်ပေါ့။အဲ့ဒီခါကျတော့ပြည်သူတွေကကိုယ်အတွက်ဘလို့မခံစားရတော့ဘူး။သူမျိုးသားကျူးစီးပွားလို့မခံစားရတော့ဘူး။အဲ့ဒီချက်ကိုတော့ပြန်ပြီးတော့လေးနေရတယ်မင်း။ကျွန်တော်တို့ဒီတိုင်းကြီးတော့ဆုတ်ပြီးတော့မရဘူးပေါ့။ဒီစီမံကိန်းကိုဆက်လက်အကောင့်ထဲပေါ်တင်နေဆိုပြီးတော့အစီရင်ခံစားရဲ့ထောက်ခံထားချက်အပေါ်မှာရှစ်ရှစ်မျိုးဆက်ចောင်းသားတွေကပေါ့သဘောတူရလားခင်ဗျာ။ ဒီဟာအပြင်ခံစားပဲကျွန်တော်တို့ကဒီဟာတစ်ခုလုံးကိုထောက်ကန်တယ်ဒီဟာတစ်ခုလုံးကိုကန့်ကွက်တယ်လို့ပြောစရာအကြောင်းလည်းမရှိဘူးအားနေတဲ့အတားကျတဲ့ကိုထောက်ပြမယ်ပြီးတော့ဒေတာကံပြည်သူတွေနဲ့ညှိ့ကိုညှိ့ရမယ်ကကျွန်တော်စိုးရိမ်တာတစ်ခုရှိတယ်ကကျွန်တော်တို့အားလုံးစိုးရိမ်နေတာပေါ့ဒီအပြင်ခံစားနဲ့ပတ်သက်ပြီးတော့မှဒီစီမံကိန်းကနေဖြစ်လာတဲ့အကျိုးတရားမှုဟာ ကျွန်တော်တိုင်းလူပြည်သားတွေဘယ်သူမှမခံစားရဘူးခင်ဗျာကျွန်တော်တို့တွေဝမ်းနည်းစရာကောင်းလောက်အောင်စိတ်ဝမ်းကွဲမှုတွေမဖြစ်သင့်ဘူးညအထူးသဖြင့်ကျွန်တော်ဒီမိုကရေစီစူးစမ်းကြရတဲ့ရဲဘော်ရဲဘက်တွေအချင်းချင်းဟို ဒုက္ခဒုက္ခတွေအတူတူခံခဲ့ရတဲ့ပြည်သူတွေကြားထဲမှာကျွန်တော်တို့အားထားနေရတဲ့ခေါင်းဆောင်အဲ့ဒီကြားထဲမှာစိတ်ဝမ်းကွဲသွားမှုမဖြစ်စေချင်ဘူးကွာကျွန်တော်တို့ကဒီဟာကိုတော့အင်မတန်စိုးရင်ကြောက်ကြတယ်အဲ့တော့ကိုယုံကြည်တာကိုပြောကြပြီယုံကြည်တာပြောကြပြီးတဲ့နောက်မှာရအောင်ညှိကြမယ်ဆိုတဲ့သဘောထားနဲ့ပေါ့ဒီလက်ပတော်တော်စီမံကိန်းကတကယ်တော့ကျွန်တော်တို့အားလုံးကစိန်ခေါ်မှုတွေကအဲ့ဒီစိန်ခေါ်မှုကနေပြီးတော့အခွင့်အရေးဖြစ်ကြောင်းနေတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘာမဆိုမတူတာတွေကိုညှိပြီးတော့အပြေရှားတယ်ဆိုတဲ့အလေးထားမျိုးကိုချက်သေးတယ်ကွာဒီစီမံကိန်းကိုယာယီ အဖြစ်ပေါ်လေ3လတန်သည်6လတန်သည်စသဖြင့်ရန်နာပြီးတော့တရုတ်ဝန်ပေါင်းကုမ္ပဏီဘက်ကရောဥပိုင်ကုမ္ပဏီဘက်ကပါလိုင်းနာတင်တဲ့အချက်တွေလိုင်းနာဖြည့်ဆည်းဆောင်ရွက်လာအောင်စောင့်ကြည့်ပြီးမှစာချုပ်ကိုအစ်စ်ချုပ်တင်တယ်ဆိုပြီးတော့လိလတူတို့ချုပ်ရထောက်ပြမှုတွေလည်းရှိပါတယ်ခင်ဗျဒီပေါ်မှာဘယ်လိုများမြင်ပါလဲခင်ဗျဟုတ်ပါတယ်အဲ့ဒါကတော့တင့်တင့်မြတ်တာလို့ကျွန်တော်တို့သဘောပေါက်ပါတယ်ဆိုလိုတာကတော့ဗျာညှိနှိုင်းပြီးတော့မှအသေးယူတွေလုပ်ပြီးတော့မှရလာတဲ့အဖြစ်အားလုံးအဲ့ဖြည့်သိမ့်ကြအောင်ကောင်းတယ်ပေါ့ဗျာဒါမှလည်းကျွန်တော်တို့တိုင်းပြည်ဟာညှိနှိုင်းဆောင်ရွက်လို့ရတဲ့တိုင်းပြည်ညှိနှိုင်းဆောင်ရွက်လို့ရတဲ့လူမျိုး ဆိုပြီးတော့ကျက်မှာပေါ့ဗျာစုံစမ်းစစ်ဆေးအစီရင်ခံတာထုတ်ပြန်တဲ့နေ့မှာပဲဒီစုံစမ်းစစ်ဆေးအစီရင်ခံတာပေါ့ဆောင်ရွက်အကောင့်ထဲပေါ်မဲ့ကောမဒီတစ်ခုကိုလည်းဖွဲ့စည်းလိုက်တာတွေ့ရပါတယ်ခင်ဗျအဲ့ဒီကောမဒီတဲမှာအစိုးရအရာရှိကြီးတွေပဲပါဝင်ပြီးတော့တခြားအရဲသားဒေသခံတွေမပါဝင်တာလဲမဖြစ်သင့်ဘူးဆိုပြီးတော့ထောက်ပြမှုလည်းရှိပါတယ်ဦးမင်းကိုနိုင်အောင်ဘယ်လိုများမြင်ပါလဲခင်ဗျအဲကျွန်တော်တို့ကအစိုးရကပဲတစ်ဖက်ပြဆောင်ရွက်တာမျိုးတော့သိပြီးတော့သဘောမကျဘူးဗျတိုင်းနိုင်ငံပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုပေါ့ဗျအဲ့ဒါအများအားပါတင်တယ်ကျွန်တော်အများအားပြောပါတယ်ပြည်သူတွေမပူးပေါင်းဘူးပြည်သူတွေသဘောမလို့ဆိုရင်ကျွန်တော် ကျက်စုပင်တော့တပင်မဆိုင်လို့မရဘူးအဲ့ဒါကိုနမူနာယူရဖို့လိုတယ်နောက်တစ်ခုအားလုံးဟိုကျွန်တော်အနေနဲ့မြစ်တာရက်ခံနေတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေမတူညီကြတဲ့ပုံမှာအကျန်းဖက်တိုက်ခိုက်တာမျိုးမဖြစ်ကြသေးဘူးပါပဲအာဏာပိုင်တွေဘက်ကဖြေရှင်းမှုမှာ မီးဆုံးတဲ့ပါတဲ့မီးခိုးပုံကိုတုံးဆွဲခဲ့တယ်ဆိုပြီးတော့အစီအခံသာထောက်ပြထားတဲ့ပုံမှာတချို့တန်ငါတော်တွေဒေတာကန်တွေကလည်းမကြင်မနက်ဖြစ်နေကြပါတယ်ဒါမီးလောင်ပုံဆိုပြီးတော့ပြောနေဦးမင်းကိုတိုင်လည်းအဲ့ဒေတာကိုကိုယ်တိုင်ကွန်းဆင်းပြီးတော့တွားကြည့်ခဲ့ဘူးတော့ဒီအစီအခံသာရဲ့ထောက်ပြချက်ကိုဘယ်လိုများမြင်ပါလဲ ဗျာအဲ့ဒါကကျွန်တော်တို့ကိုယ်တိုင်တွေ့ကြရတာတော့ဗျာအကြီးသားတွေပါမီးဆွဲလောင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့အခေါ်အားဖြင့်တော့မီးလောင်ဖုံးမယ်ပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်ပါတက်ရောက်မှုကနောက်ဆုံးကျတော့မီးကိုလောင်စီတဲ့အဖြစ်ဖြစ်သွားတယ်ဒီမြင်းကြီးစွာလက်နဲ့မဲ့ဇာနာပြတဲ့ရဟန်းရှင်လူတွေပေါ်မှာ မိဆွဲလောင်တဲ့ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့အဲ့ဒီဟာကိုတာဝန်ယူဖို့လိုရှိရလိမ့်မယ်ကျွန်တော်တို့ကလကားချေဖို့ဆိုတဲ့အတွင်းမျိုးနဲ့ပြောတာမဟုတ်ဘူးခင်ဗျဘယ်အလုပ်ကိုဆောင်ရွက်ဆောင်ရွက်ပေါ့ဗျာတာဝန်ယူမှုရှိတယ်အဲ့ဒီအပေါ်မှာထိုက်လျောက်တဲ့အရေးယူဆောင်ရွက်မှုရှိတယ်ဆိုတာလိုပါတယ်မဟုတ်ရင်နောက်တစ်ချိန်မှာငင်းများစွာဆန္ဒပြတဲ့လူတွေကိုအဲ့ဒီလိုပဲမိကိုဘုံပဲခေါ်ခေါ်မိနောက်ဘုံပဲခေါ်ခေါ်ဖြစ်လာရင်မိလောင်တတ်တဲ့လူကိုကမိလောင်နေတဲ့အရာတွေနဲ့အဲ့ဒီလိုဖြုံခွင့်မှဆိုဘယ်နဲ့လုပ်မလဲဦးမင်းကိုနိုင်ဦးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျေးဇူးပါ ဒါတော့88မျိုးဆက်ចောင်းသားកောင်းဆောင်គុំមីងគុណနိုင်ဖြစ်ပါတယ်ခင်ဗျာ